ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဒီချိန်ကတော့မြောက်ပြင်းဆုံးဦးခုံးရဲ့ Journey to the West အနောက်ရက်တို့ခီးသွားခြင်း1986ဇလန်းတွဲကို recap ခန်းစားမယ်ချိန်ပဲဖြစ်ပါခင်ဗျဆိုတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးနောက်ကောင်းလောက်နှိပ် VPN ဖွင့်ပြီးလို့ရုပ်ရှင်ကို like လုပ်ပြီးရင်မြောက်ပြင်းနဲ့အတူတူအနောက်ရက်ကိုစွန့်စားခန်းထွက်လိုက်ကြပါစို့ခင်ဗျ ီပိုင်းအစမှာတော့ဘုံကြီးတစ်ပါးဟာနိုင်ရုပ်တွေကမျက်လုံးပြူးပြတဲ့အကြောင်းသူဟာရန်ကိုပဲထိတ်လန့်လို့နေခဲ့ပါတယ်။အဲဒီချိန်မှာပဲဘုံတော်ကြီးတစ်ပါးကဟာဟာဟာဟီဟီဟီလို့ရီမောပြီးတော့သူ့ကိုလှောင်နေခဲ့ပါတယ်။မကြာခင်မှာပဲဘီမာကြီးရောက်လာပြီးတော့သူ့ကိုမမြင်မဲကြော်သွားကြပါတယ်။ဘီမာကြီးနဲ့တူပါလာတဲ့သားတော်နဲ့နောက်လိုက်ချွေရန်တွေကလည်းဘင်းကြီးကိုမမြင်မှာပဲကြော်သွားကဘုံတော်ကြီးကိုဃာရဝပြုတ်နေခဲ့ပါလေ။မင်းကြီးကမိဖုရားကြီးကိုလှမ်းဆွဲလိုက်တဲ့အခါမိဖုရားကြီးရောဘုံတော်ကြီးပါပျောက်ဆုံးသွားခဲ့ပါလေ မင်းကြီးကသားတော်ကိုပြေးဖက်လိုက်တဲ့အခါမှလည်းသားတော်တွေကပျောက်ဆုံးလို့သွားပါလေ။လိုင်းညာလိုင်းညာလာကြပါအောင်လာကြပါအောင်ဆိုပြီးတော့အော်ကလန်နိုးလာကြပါလေ။အဲ့ချိန်မှာပဲမိဖုရားကြီးကပီးချာပီးချာမင်းကြီးမင်းကြီးအိမ်မဆိုးတွေမှတ်နေတာလားလို့မေးကလုံနှုံးလိုက်ပါလေ။ဘလို့အိမ်မမျိုးတွေမှတ်နေရလဲလို့မင်းကြီးကိုမေးတဲ့အခါမင်းကြီးကအိမ်မကကြောက်စရာကောင်းကောင်းပြောပြီးတော့အဲ့ဒီယဟန်ကိုအရင်ပဲမုံချောင်ပြောပြလာပါလေ။နောက်တော့မင်းကြီးကသူ့ဟာအတုမရှိဘယင်ကြီးဖြစ်ကြောင်းပြောလိုက်ကမကိုက်တော်ကိုထုံဆောင်းလိုက်ပါလေ။ မိဖုရားအကျိုးကြောင်းပေးတဲ့အခါမှာသူဟာယဟန်တွေကို အလုံးမုံတီးကြောင်းပြောကာထွက်သွားခဲ့ပါတယ်။နောက်တော့မင်းကြီးက၃ရက်တွင်ယူဝါကြီးမှာရှိတဲ့ယဟန်တွေကိုမောင်းထွက်မှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။မိဖုရားကြီးကတားမြစ်နေခဲ့ပေမယ့်နောက်နေ့မနက်မှာတော့ယဟန်တော်တွေမှန်သမျှမျိုးရင်းမျိုးပြင်တဏှာမှမရှိစရာဆိုရအမိန့်စာထွက်လာခဲ့ပြီးတော့ရဲမတ်တွေဟာမြို့နှံ့ဂျင်းသာမောင်းခန့်နေကြသူမြင်မြင်တွေ့မြယဟန်တွေကိုလည်းဖမ်းဆီးခေါ်ဆောင်လို့သွားခဲ့ပါတယ်။ယဟန်တွေဟာအိမ်မှာကစင်ကလေးတွေဖြစ်ပြီးတော့တော်တွင်ကြောင်ကြောင်ကြားတွေမှာပုံအောင်ခုန်နေကြပါတယ်။ အချိန်မှာပဲခီးဆက်ထွက်လာနေကြတဲ့ဝူခုံးတို့အဖွဲ့ကဘုံဆိုးွယ်ဆိုးတွေဖြစ်နေတဲ့ရန်တွေကိုတွေးလိုက်ကြပါလိမ့်။ဇုံခွန်ကကြီးလန်းစားစားဖြစ်နေရန်တွေစီကိုသွားကဆက်စုမေးမြန်းနေပြီးတော့ရန်တွေဘာကြောင့်အခုလိုပုံနေကြမှန်း तू မသိဘူးလို့ဆရာတော်ကိုသွားပြီးတော့ရှောက်ခဲ့ပါလိမ့်။တန်ဆန်းကိုတော်ကရန်တွေကိုဘာကြောင့်ကြီးကြီးကြောင်ကြီးပြေးနေရတာလဲလို့မေးလိုက်တဲ့ပြင်ဘာကြောင့်ပေမန်းစင်းရနေကြတာလဲလို့မေးလိုက်ပါလိမ့်။ရန်တွေကလည်းဆရာတော်တန်ဆန်းကိုအနောက်ဘက်ကိုခီးသွားမလို့လားလို့ပြန်မေးလိုက်တဲ့အခါဆရာတော်ကလည်းဟုတ်မှန်တဲ့အကြောင်းဝန်ခံလိုက်ပါလိမ့်။ ဘုံဤတပါးကဒီလိုဆိုရင်တော့ဖြင့်သွားလို့မဖြစ်ကြောင်းနဲ့အနောက်ဘက်ကယူဝါကြီးတိုင်းပြည်ကဘရင်ဟာယဟန်တော်တွေကိုမောင်းထုတ်ခိုင်းနေတာကြောင့်အမိတ်မနာကန်တဲ့ယဟန်တွေကိုလည်းဖမ်းဆီးထောင်ချနေတဲ့အကြောင်းတွေကိုကြေညာနေခဲ့တာပါဒါတောင်မလို့တို့ယဟန်အဖွဲ့အားကြီးကန်းတောင်းမှောင်နေထားနဲ့ထွက်ပြေးနေရတာဖြစ်ကြောင်းကိုလည်းပြောပြလိုက်ပါတယ်တကယ်လို့ဆရာတော်ထန်ဆန်းတို့ကသွားမယ်ဆိုရင်အန်ရဲကွေးနဲ့ကိုတတ်ဆင်းမိလို့ဖြစ်သွားနိုင်ကြောင်းကိုလည်းပြောပြလာခဲ့ပါတယ်ကျော်ရင်ဆိုရင်လည်းယဟန်တော်တွေကဝေယုံသုံးကနေထွက်ပြေးသွားခဲ့ကြပါတယ်ဆရာတော်ထန်ဆန်းကတော့တို့ကအခုဆိုရင်ပြန်ယူဝါကြီး တိုင်းပြည်ကိုရောက်ရှိတော်မှာဖြစ်ပြီးတော့ဘရင်ကရန်တွေကိုမောင်းထုတ်နေတော့ဘယ်လိုလုပ်ကြမလဲလို့ဇုံကုံစီမှာကြမ်းကြမ်းတောင်းနေခဲ့ပါလေအဲတော့မှဝူကုံကသူဟာရှေဘေးကင်းဖြစ်နေတဲ့တချက်လောက်သွားပြီးတော့ယူအားကြီးကိုသွားလေးလာလိုက်ဦးမယ်လို့ပြောကထွက်သွားခဲ့ပါတော့တယ်ယူအားကြီးမျိုးတော်ရောက်တဲ့အခါမှာဟိုဒီဒီစနေနာရင်းနဲ့တဲခိုဟန်တစ်ခုချင်းရောက်မှာတော့လူနှစ်ယောက်ကတဲခိုဆောင်ထဲဝင်သွားတာတွေ့လိုက်ရပါလေအဲကေယာပိုင်းရှင်တွေကအဲ့တဲ့တော်နှစ်ယောက်ကိုခီဦးဂျိုပြုတ်လိုက်ပြီးတော့အဲ့တဲ့နှစ်ယောက်ကအခန်းလုံးရှိသီးလားလို့မေးတဲ့အခါအခန်းလုံးရှိသေးတဲ့အကြောင်းပြောပြီးတော့ခေါ်ဆောင်သွားခဲ့ပါလေ အဲ့ချိန်မှာပဲနောက်တစ်ယောက်ထပ်ရောက်လာပြီးတော့ခန်းကျဲတခုလိုချင်ကြောင်းပြောတဲ့အခါမှာရှီသေးကြောင်းပြောလိုက်တာကြောင့်ဧသရာရှိကသွားနေချိန်မှာပဲဧကေယပိုင်ရှင်ကကရုံးဟုံးမို့အုတ်ထုပ်ကိုချုပ်ကဆေးဆေးခဲ့ပါလေအခန်းတွေကအစီအပြေလားလို့အမျိုးသားအမျိုးသမီးကိုမေးလိုက်တဲ့အခါအမျိုးသမီးကဆဆရာအစီအပြေကြောင်းပြောပြီးတော့အမျိုးသားကလည်းဒီနေ့ကဧသရေရန်ကြတဲ့နေ့ကိုဖြစ်ကြောင်းပြန်ပြီးတော့ပြောကြားခဲ့ပါလေအမျိုးသမီးကယဟန်တော်တပားမှလာမတဲတဲ့အကြောင်းပြောတဲ့အခါအမျိုးသားကယူအားကြီးမှဘာယဟန်မှမရှိတော့ကြောင်းကိုပြောနေခဲ့ပါလေ အဲဒီချိန်မှာပဲတဲခုံဆောင်ကဧသရရဲ့အဝိတ်တွေကတခုပြီးတခုလွင့်ထွက်ကာကောင်းငင်ဘောကနေပြန်ထွက်သွားနေကြပါလေ။အဲဂီယာပိုင်ရှင်တယောက်ကလည်းဝေစားတွေကိုလိုက်လံဖမ်းဆီးနေတယောက်နဲ့တယောက်ဝင်တိုက်ကာချော်လဲနေခဲ့ကြပါလေ။နောက်တစ်ခါမှာတော့ဝိပုံတဲကအဝိတ်တွေကိုဝူချင်းနဲ့ပါချဲကရွေးနေပြီးတော့စုံကုံကတော့ဆရာတော်ကိုအဝိတ်တစုံပေးပြီးတော့လဲစီခဲ့ပါလေ။ဆရာတော်ကသူဟာဒီရွယ်ထိလူဝေစားတွေကိုမွေးခဲ့ဘူးကြောင်းပြောကရှက်နေပါလေ။စုံကုံကလည်းအချိန်နေနဲ့အချိန်ခါရဝိမသာဖြစ်မှာမလို့ဝိတ်ကိုဝိရမှာဖြစ်ကြောင်းပြောကဆရာတော်ကိုလူတွေရဲ့အဝိတ်ကို မဝေ့ချင်းဝေ့ချင်းဝေ့ရမှာဖြစ်ကြောင်းတိုက်တွန်းပြီးတော့အတင်းကိုဝစ်စေခဲ့ပါတယ်ဒီလိုနဲ့ဇုံကုံတို့၄ယောက်သားဟာလူတွေရဲ့ဝစ်စားတွေကိုဝစ်ပြီးတော့ယူဝါကြီးမျိုးတဲကိုဝင်ရောက်သွားခဲ့ကြပါတော့တယ်မျိုးတဲရောက်လာတဲ့ခါမှာတော့ဆိုင်တွေအားလုံးကအကုန်လုံးနှိပါပိတ်ထားကြပြီးတော့တခုတည်းသောဆိုင်ကသာဖွင့်ထားတာကြောင့်သူတို့ဟာဖွင့်ထားတဲ့ဆိုင်ထဲကိုဝင်သွားကြပါတယ်အေခရာရှင်မျိုးသမီးကထွက်လာပြီးတော့ဘယ်ကလာကြတာလဲလို့မေးလိုက်တဲ့အခါဝူခုံးကတောင်ဘက်ရက်ကလာတဲ့မြင်းကုံတွေဖြစ်ပြီးတော့တ냐တာတဲခုဘုတ်အတွက်အခန်းလို့ရှိမရှိကိုမေးနေခဲ့ပါတယ် မျိုးသီးကလည်းခန်းလွတ်တွေရှိချောင်းပြောကအထဲကိုကြွားခဲ့ဖို့ဖိတ်ခေါ်လိုက်တာကြောင့်အာလုံးအထဲကိုကြွားလာခဲ့ကြပါလေသူတို့စီမှာအထူးခန်းအလေခန်းနဲ့တာမန်ခန်းတွေဆိုပြီးတော့ရှိသလိုဘလို့ခန်းမျိုးလိုချင်ပါလဲလို့အမျိုးသမီးကမေးနေခဲ့ပါလေနောက်တော့မျိုးသမီးကလောဆယ်မှာတော့ခန်းတွေပြည့်နေရမို့လို့ပစ္စည်းသိုးလောင်ခန်းထဲမှာခဏနေပြီးတော့တကယ်လို့အခန်းလွတ်ပါကလာပြီးတော့ပြောမှဖြစ်ကြောင်းကိုပြောကြလိုက်ပါလေအစင်ပြေပါမလားလို့အမျိုးသမီးကမေးတဲ့အခါဝူခုံးကနားစရာရရင်အစင်ပြေကြောင်းနဲ့ပါကျဲကအိတ်တာကဘလို့ဖြစ်ဖြစ်ပျော်သွားမှဖြစ်ကြောင်း စားစရာတောက်စရာကောင်းကောင်းလေးရှိရင်ရပြီဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။အေဂီယာပိုင်ရှင်ကလည်းဒီလိုဆိုမှဖြစ်အပေါ်သွားကြအောင်လို့ပြောကလိုက်ပို့ပေးခဲ့ပါတယ်။အပေါ်ရောက်တဲ့အခါပါကျဲကဟိုဒီကြည့်ပြီးတော့အခန်းကကောင်းလုံးနေကြောင်းကိုပြောပြလိုက်တာပါ။အေဂီယာပိုင်ရှင်ဟာဆရာတော်ထန်ဆန်းရဲ့အုတ်ထုပ်အောက်ကကတုံးကိုတွေ့ရတာကြောင့်အန်အုံးသွားချိန်မှာဝူခွန်းကရောက်လာပြီးတော့ဆရာတော်ကိုဖျောင်းနိုင်အလင်းကနေကွယ်လိုက်ကစားစရာတွေမြန်မြန်သွားတယ်ဖို့ပြောလိုက်တဲ့တော့အေဂီယာရှင်မကထွက်သွားခဲ့ပါတယ်။အပြင်ဘက်မှာတော့ရဲမတ်တွေရတဲ့ဟိုကန်းတွေကိုလိုက်လံဆေးဆေးနေခဲ့ပြီး ရန်တွေရှိမရှိကိုရှာဖွေနေခဲ့တာပါအဲ့ဒီချိန်မှာသားတွေကိုမစားဘဲထမင်းကြီးပဲစားနေရကြောင်းငါးကောင်ကိုစားခြင်းနဲ့ပါကျဲကဇာတော့ကိုစားဖို့တိုက်တွန်းနေတဲ့အတွက်ထမင်းကြီးစားနေတဲ့ဝူကျဲကပါကျဲကိုတားဆီးနေခဲ့ပါလိအေဂီယာပိုင်ရှင်ကရောက်လာပြီးတော့ဘာကြောင့်အသားတွေမစားကြတာလဲလို့မေးကဆရာတော်ကိုအတင်းကျွေးတဲ့အချိန်မှာဆရာတော်ကသူတို့ကအသားမစားကြပါဘူးဒကမာလေးဆိုပြီးရောင်ပြီးတော့ထွက်သွားခဲ့ပါတော့တယ်။အိုင်တော်မဝူခုံးတို့ကသူတို့အားလုံးကအေးမိလာတာကြောင့်ဂရင်းပြက်တွေကအသားတွေအစီတွေလည်းစားမရဖြစ်နေတဲ့အကြောင်းကိုပြောပြလိုက်ပါတယ် ပြောဆိုပဲဝူခုံးကနာချီနေပါတော့တယ်။အပြင်ဘက်မှာတော့ဦးပြီးကရုံတယောက်ကိုရဲမတ်တွေကဝင်ဆွဲနေကြပြီးတော့ကရုံနဲ့ပုပ်ကိုကလည်းသူကရဟန်းမုတ်ကြောင်းညင်းဆန်နေသလိုရဲမတ်တွေကလည်းအတင်းကရုံနဲ့ပုပ်ကိုဆွဲခေါ်နေခဲ့ကြပါတယ်။ဇုံခုံးကလည်းဘာကြောင့်ဘုံကြီးတွေနှိတ်ကိုနေရပါသလဲလို့မေးလိုက်တဲ့အခါမှာအမျိုးသမီးကတကယ်မှမင်းကြီးအိမ်မဆိုးတွေမှတ်ပြီးတော့ဘုံကြီးတွေကိုမုံတီးသွားကလိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်းနန်းတွင်ကလူတွေပြောတဲ့သတင်းရသိရှိရခြင်းဖြစ်ပါတယ်လို့ပြန်ဖြေလိုက်ပါတယ် ဝူခွန်ကလည်းဘရင်ဟာတော်တော်လေးအိဗယ်မရှိတဲ့လောက်ရက်ကိုလှုပ်နေတာဖြစ်ကြောင်းကိုပြောနေခဲ့ပါလေ။အောက်ထပ်မှာတော့ရဲမတ်ရီယာစားသောက်ဆိုင်တွေတဲကဂရုံးတွေကိုလိုက်ပြီးတော့ဖမ်းဆီးနေတာပါ။ဂရုံးတွေကလည်းတခြားဒေသလာတဲ့ဂရုံးတွေဖြစ်ကြောင်းပြန်ပြီးတော့ညှဉ်းဆန်နေကြပါလေ။ပါကြဲကလည်းအပေါ်ဒက်ကကြီးကနောက်ဂရုံးတရားကိုဖမ်းသွားပြီးဖြစ်ကြောင်းကိုလာပြီးတော့ပြောပြနေပါလေ။အဲ့ဒီမှာပဲပါကြရရဲမတ်တွေအားဒီဘက်အေဂီယာကိုလာနေဖြစ်ကြောင်းပြောပြလိုက်တာပါအေဂီယာပိုင်ရှင်မကလည်းသူသွားကြည့်ပေးမယ်လို့ပြောကအောက်ကိုဆင်းသွားခဲ့ပါတယ ဘုံဤထန်ဆန်းကရဲမတ်တွေဘုံတက်လိုက်ဘလို့လောက်ကြမလဲလို့မေးလိုက်တဲ့ခါမှာဝူခုံးကခူလောဆယ်တော်ဆရာတော်ခဏပုံနေလိုက်ဖို့အကြံပေးလိုက်ပါတော့တယ်ရဲမတ်တွေကမင်းသားကြီးကိုအောက်ထပ်မှာဗာတွေ့လဲလို့မေးလိုက်တဲ့ခါမှာရဲမတ်တွေကဘာမှမတွေ့ကြောင်းပြောလိုက်တဲ့အတွက်မင်းသားကအပေါ်တက်မှာရောဘာရှိသေးလဲလို့မေးတာကြောင့်အေပိုင်ရှင်မျိုးသမီးကအပေါ်တက်မှာလဲဖြတ်သွားဖြတ်လာကုံတွေတွေသာရှိတဲ့အကြောင်းကိုပြောလိုက်ပါတယ်ဒလုံးနဲ့ရဲမတ်တွေအပေါ်တက်ကိုတက်လာတဲ့ခါဝူခုံးကအားလုံးကိုပုံနေစေခဲ့ပြီးတော့သူကိုယ်တိုင်လဲဝါးတစ်တာတစ်ခုထဲမှာဝင်ပြီးတော့ပုံနေခဲ့ပါတယ် ရဲမတွေအပေါ်ထပ်ကိုရောက်လာတဲ့ခါမှတော့စားကျွင်းစားချံဗကံခွဲရောက်တွေဥသာတွေ့ရပြီးတော့တယောက်မှမတွေ့ရပဲဖြစ်နေခဲ့ပါလေ။မင်းသားလူတွေပဲရောက်သွားကြလဲလို့မေးလိုက်တဲ့အခါမှာခုနပဲဒီနားမှာရှီသေးတောင်းပြောကထန်လူကြီးမင်းရဲ့ကျူးလူကြီးမင်းလို့ခေါ်ကလိုက်လံရှာဖွေနေခဲ့ကြပါလေ။အဲဒီအချိန်မှာပဲဖျားလိုက်တဲ့ဘုံနေတဲ့ပါကျဲကလှုပ်လာပြီးတော့သူကအထဲမှာရှိနေတာကြောင့်မနေဖို့ပြောခဲ့လိုက်ပါလေ။ဖျားလေးကိုသွားကန်လိုက်တဲ့ခါမှတော့ပါကျဲကရားတာကြောင့်မထီမကန်ဖို့ပြောနေခဲ့ပါလေ။ ။နောက်မှမင်းသားဖျားအုပ်လဲလိုက်ဖို့ပြောတာကြောင့်ဖျားလေးကိုလဲချပြီးဂျိုးအိုဖီကဖျားလေးကိုဖြီးပစ်လိုက်တဲ့ခါမှာတော့ဖျားလေးကပြီးမသွားပဲပြန်လိတ်သွားတာပြန်ထောင်သွားခဲ့တာကြောင့်ရဲမတ်တွေအကြံအိုက်နေခဲ့ရပါတော့တယ်။ချော်လဲသွားတဲ့ရဲမတ်တယောက်ကဝါသစ်တာတွေကထွက်နေတဲ့အဝိစားစားကိုတွေ့တဲ့တွာအထဲမှာလူရှိနေရာဖြစ်ကြောင်းအော်ဟစ်ခဲ့ပါတယ်။ဝါရောင်ကြီးတို့ခုရဲ့ဖုန်းကိုမားကြည့်လိုက်တဲ့ခါမှာလဲဝါရောင်ကြီးကဖွင့်မရတာကြောင့်ဝါရောင်ထဲမှာလဲလူရှိနေကြောင်းရဲမတ်ကတစ်ဖက်ကနေလမ်းပြီးတော့အော်နေခဲ့ပါတယ်။မင်းသားကြီးကသူဟာရဟန်းတွေကိုသာရှင်းထုတ်နေရဖြစ်ပြီးတော့ ဖြတ်သွားဖြတ်လာတွေမပါတောင်းပြောကဘုံနေသူတွေကိုထွက်လာကြဖို့ပြောနေခဲ့ပါတယ်။အဲဒီအချိန်မှာပဲဘီလိုတကားကပွင့်လာပြီးတော့တရားထိုင်နေရန်တပါးကထွက်ပေါ်လာခဲ့ပါတော့တယ်။မင်းသားဆန်းရှိန်မျိုးမျိုးဒါဘာလဲလို့မေးလိုက်ပြီးတော့သူတပည့်ရဲမတ်တွေကိုလည်းဘုံကြီးကိုဖမ်းကြဖို့အမိန်ပေးလိုက်ပါတော့တယ်။ဘုံကြီးကိုဆွဲထုတ်တဲ့အခါဘုံကြီးကရဲမတ်တွေရဲ့လက်ထဲမှာပျောက်သွားပြီးတော့ဘီလိုထဲမှာတရားထိုင်လျက်သားပြန်ပြီးတော့ရောက်နေပြန်ပါတယ်။နောက်တော့ညီတော်မင်းသားအငယ်ဆုံးက"သူဟာတစ်တာထဲမှာရောက်နေအောင်ပြန်ထုတ်ပေးဖို့ပြောနေတဲ့အတွက်" ရဲမတ်တွေကတကားကိုဆွဲပွင့်တဲ့အခါတကားကဖွင့်မရပဲရဲမတ်တွေဟာနောက်ကိုလန်ကျသွားမှတကားအလိုလိုပွင့်လာပြီညီတော်မင်းသားကထွက်လာခဲ့ပါလေဘီလိုတဲကဘုံကြီးအန်ဆောင်ထားတဲ့ဝူခုံးကအရီလိုညီမောနေရာကြောင့်အင်ရှေမကလည်းဘလိုတွေဘာတွေဖြစ်နေရလဲလို့မေးကမိုးနမင်းဟွန်တိုင်းတဲ့နေပါတော့တယ်ရဲမတ်တွေကဝူခုံးကိုရဟန်းဆိုးလို့ဆိုဆွဲကဘီလိုကိုတော့ခတ်လိုက်ပါတော့တယ်ဇုံခုံးကတော့နန်းတော်တကူးနဲ့ရောက်အောင်သွားလိုက်ပြီးဘီရင်နဲ့မိပြားကိုတကူးနဲ့ကရုံတုံးပြစ်လိုက်ပါတော့တယ် အဲ့ဒီမှာမင်းကြီးကလန်နိုးလာခဲ့ပြီးတော့မောင်မမိတ်တန်တူးကိုမီးထွန်းပေးဖို့တောင်းဆိုလိုက်တာပါမင်းကြီးကနိုးလာတဲ့ခါမှာမိဖုရားကကရုံးတွေးတာကြောင့်ထိတ်လန့်လို့သွားခဲ့ပြီးမိဖုရားကလည်းကရုံးပြင်းနေတဲ့မင်းကြီးကိုပြန်ကြည့်ကပြန်ပြီးတော့ထိတ်လန့်သွားခဲ့ပါလေဘေးနဲ့မိဖုရားတယောက်နဲ့တယောက်ကြီးနဲ့ဟောနေလဲကရုံးငါလဲကရုံးနှစ်အောင်စလုံးကရုံးကရုံးလို့ပြောနေပြီးတော့မိဖုရားကြီးကလည်းခြေမုံမြုံယူပြီးတော့ကရုံးကြီးကရုံးကြီးလိုမှန်ထဲမှာကြည့်ပြီးတော့အော်နေခဲ့ပါလေပြုံးစီစီဖြစ်နေတဲ့မောင်မမိတ်တန်တွေကိုလည်းမြန်မြန်ထွက်သွားကြဖို့မောင်းထုတ်လိုက်ပါတော့တယ် မောင်မမိသားနှစ်ယောက်ကလည်းကောင်းပါပြီမင်းကြီးလို့ပြောကာအခန်းထဲကပြန်လဲထွက်ခွာသွားခဲ့ကြပါလိမ့်မိဖုရားကြီးကလည်းမင်းကြီးကိုရှိန်ချောင်ရှိန်ချောင်လို့ပြောကာငိုယုံနေတော့တာပါဒီလိုနဲ့နောက်တနေ့မနက်ညီလာခံရောက်တဲ့အခါမှာတော့မင်းကြီးကဇမင်မပါပဲညီလာခံကိုရောက်လာခဲ့ပါလိမ့်မူဒီမန်ယာတွေကလည်းမင်းကြီးကိုအယိုသေးပြုတ်လိုက်ကြပါလိမ့်မင်းကြီးကဇမင်မပါတာကြောင့်ဇာဘဝခပ်ပါးပါချရတဲ့ပလိမမဝင်ထိုင်နေခဲ့လိုက်ပါလိမ့်ဝင်မင်းကြီးကထိုင်ရကလည်းမထခေါင်းလည်းမမော့ပဲနေတာကြောင့် မင်းကြီးကတန်းတောင်တသာနေကြဖို့နဲ့ဘာတွေဖြစ်နေကြလဲလို့မေးလိုက်တော့တာပါဝင်းကြီးမယားတွေကလည်းသူတို့ရိုင်းဆိုင်မိရဲ့ကွင်းလို့ပို့ပြောလိုက်ကအရှင်မင်းကြီးရှူစားတော်မူပါလို့ပြောကခေါင်းပေါင်းတော့ကိုချို့ပြလိုက်ပါတယ်အဲတော့မှသူလဲကရုံကိုလဲကရုံတလောကလုံးကရုံနေဖြစ်နေတာကြောင့်မင်းကြီးကဝမ်းသာသွားပြီးတော့ဇာပွားဖွင့်ကငါလဲကရုံမဲလို့ပြလိုက်ပါတော့တယ်နောက်မှမင်းကြီးကဝင်းကြီးနဲ့မူးမတ်တွေကိုတင်လို့လဲပြောင်းနေတာပဲလို့ပြောလိုက်တာပါအဲတော့မှမင်းကြီးကသူလဲပြောင်းနေကြောင်းချို့ပြလိုက်တာကြောင့် မင်းကြီးမူးမတ်တွေကလည်းဟမ်ဆိုတဲ့အာမေရိကန်တွေနဲ့အတူတူဗဇက်တွေဟာကုန်ကြပါလိမ့်အဲ့ချိန်မှာပဲမင်းသားအကြွားကြီးလာတော့ဂျိနာတန်ကိုကြားလိုက်ကြကမင်းသား၃ယောက်ဟာလည်းနန်းတော်ထဲကိုရောက်ရှိလာခဲ့ကြပါတော့လေဒါတော့ဤကဘင်းမင်းမြတ်ကိုဖူးမြော်ပြီးတော့ဒါကဘလို့ဖြစ်ရတာပါလဲလို့မေးလိုက်တဲ့အခါမင်းကြီးကဒီမှာရှိသည်မမူးမတ်တွေအားလုံးနဲ့စပေးမရှိတော့ပဲဂရုံးနေဖြစ်ကုန်ကြောင်းကိုပြောပြလိုက်ပါလိမ့်မင်းသားမူးမတ်တွေရဲ့ဥပပေါင်းတွေကိုချွတ်ကြည့်ပြီးတော့ဂရုံးနေမှန်တွေ့ရတဲ့အခါအာလို့អော်လိုက်ရပါတော့တယ် မင်းသားငယ်ဟာသူတို့ကအွန်လိုင်းပညာတတ်တဲ့ရဟန်းတွေနဲ့အခုပဲတွေ့ခဲ့ရပြီးတော့ဒါရီယာသူတို့ရဲ့လက်ချက်တွေဖြစ်နိုင်တယ်လို့ပြောပြနေပါတယ်။မင်းကြီးကလည်းအွန်လိုင်းတတ်တဲ့ရဟန်းလားလို့မေးပြီးတော့မြန်မြန်ခေါ်ခဲ့ဖို့အမိန်ပေးလိုက်တဲ့အခါမင်းသားလည်းရဟန်းဆိုးတွေကိုမြန်မြန်ခေါ်ခဲ့ဖို့အမိန်ပြန်ပေးလိုက်ပါတယ်။ခဏနေတော့ဝါတိတာတွေဝါဖြာလေးတွေဝါရောင်းနေရဘင်းကြီးရဲ့ရှေးမောက်တော်ကိုရောက်ရှိလို့လာခဲ့ပါတော့တယ်။မင်းကြီးကဒါရီပါရီလဲလို့မေးလိုက်တဲ့အခါမှာမင်းသားကဒီအရီထဲမှာရဟန်းဆိုးတွေကဘုံနေတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ မင်းကြီးကဒီလောက်တောင်များလာကြီးလားလို့မေးတဲ့အခါမှာတော့မင်းသားလေးကအဲ့ဒီထဲမှာအမှန်ကန်ရှိနေကြောင်းကိုပြောပြလိုက်တာပါမင်းကြီးအနားထုတ်တဲ့အခါမှာတော့ဖြာလိုက်ရအလိုလိုမတ်တပ်ထထောင်သွားခဲ့ပါလိတောင်းတလုံးရဲ့အဖုံးကိုဖွင့်ဖို့ကြိုးစားနေမင်းကြီးကဖွင့်မရပဲတောင်းနေဗီဒိုတွေကသာပုံတကတိုက်သလိုလှုပ်ခတ်လို့နေပါတော့တယ်မင်းသားတစ်ပါးကဗီဒိုကိုထုလိုက်တဲ့အခါဆုံးခုံးဟာဗီဒိုပေါ်မှာဘွားကနေပေါ်လာခဲ့ပြီးတော့အလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်လိုက်ပါလိမင်းကြီးကလည်းတုံရင်ထိတ်လန့်လန့်ဖြစ်ကဘယ်လိုလူမျိုးလဲလို့ဦးခုံးကိုမေးလိုက်ပါလိမ ဝူခုံကသူဟာကောင်းကင်ဘုံကဆင်းလာတဲ့ဇွားရှင်နတ်မင်းမြောက်ဘရင်ဖြစ်ပြီးတော့အနောက်ဘက်ကိုသွားကကျန်းစာတဲဖို့အတွက်ဇာတော်နဲ့အတူတူလိုက်ပါလာခဲ့တာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။အဲဒီခါမှာဘရင်ကဇာတော်တပည့်တွေပါတကယ်ရောက်နေတာလားလို့ဝူခုံကိုမေးလိုက်တာပါ။ဘရင်ကြီးကဒီလိုဆိုမှဖြင့်အားလုံးအပြင်ထွက်ခဲ့ဖို့ဖိတ်ခေါ်ကြောင်းဇုံဝူခုံကနေတဆင့်ပြောကြလိုက်ပါတယ်။အဲဒီမှာပါကျဲကလည်းဖြားလိုက်တဲ့ကထွက်လာပြီးတော့သူ့ပြေမုံကြောင်ပြောနေသလိုတောင်းတဲ့ကစားဦးချင်းကလည်းအပြင်ကိုရောက်လာခဲ့ပါပြီ။ အဲ့တော့မှမင်းကြီးကလည်းဆရာတော်ကိုပါအပြင်ထွက်လာဖို့ဇုံခုံကိုရှောက်ထားခိုင်းလိုက်ပါတယ်။ဇုံခုံကဆရာတော်ကိုထွက်လာစေချင်တယ်ဆိုရင်မင်းကြီးကိုယ်တိုင်ဖိတ်ခေါ်มาရမှာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။မင်းကြီးကသူ့ဖိတ်มาရမှာလားလို့မေးလိုက်တာကြောင့်ဝူခုံကသွားဖိတ်လိုက်ဖို့ပြောလိုက်တာပါ။မင်းသားတွေသွားဖွင့်ကြည့်တော့တစ်တာဖွင့်မြပဲရှိတာကြောင့်ဝူခုံကမင်းကြီးကိုယ်တိုင်သွားဖွင့်ဖို့ပြောလိုက်တာဖြစ်ပါတယ်။အဲ့ဒီမှာတော့မင်းကြီးကတားထန်ပြီနဲ့ကကိုတော်ကြွတော့ဘူပါလို့ဖိတ်ချလိုက်တဲ့အတွက်ထန်ကိုတော်ကတစ်တာတွေကထွက်လာပြီးတော့ဇုံခုံကလည်း အလိုကြီးလိုက်ကဖြေးဖြေးထွက်ခဲ့ဖို့သွားပြီးတော့ပင်ဖိတ်လိုက်ပါလေဆရာတော်ကသူ့ကိုဘာကြောင့်တစ်တာထဲမှာအကြာကြီးပုန်းခိုင်းတာလဲလို့မေးတဲ့အခါမှာတော့ဝူခုံးကဆရာတော်သာစောစောထွက်လာငယ်သူတို့ကဆရာတော်ကိုမယုံမသိမလေးမဆားနဲ့ဖမ်းချုပ်ခေါ်ဆောင်သွားမှာဖြေးချောင်းကိုပြောပြလိုက်ပါလေအဲတော့မှဘင်းကြီးကရောက်လာပြီးတော့ဆရာတော်ကိုဘာအတွက်ကြောင့်တစ်တာထဲမှာဝင်ရောက်ကပုန်းတော်မူနေရတာပါလဲလို့မေးလိုက်တာပါဆရာတော်ကလည်းမင်းကြီးကရဟန်းတွေကိုမောင်းထုတ်နေတဲ့ဖန်းစည်းနေတဲ့သတင်းကြတာကြောင့်ပြည်သနာနေအောင်လို့သူလည်းတစ်တာလေးဝင်ပုံးနေရတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ် မင်းကြီးကလည်းသူဟာအမိန်တော်ကိုအလွယ်တကူချမှတ်ခဲ့တာကြောင့်အခုလိုအပြစ်ပေးခံရပါပြီလို့ညီးတွားပြီးတော့ပြောပြလိုက်တာပါအခုလည်းမင်းနဲ့တိုင်းနန်းတော်တစ်ခုလုံးကရုံးနေဖြစ်နေရပြီဖြစ်ကြောင်းပြောလိုက်တာကြောင့်ဇုံကုံတို့အဖွဲ့ဟာအလိုရည်နေပြီးတော့အေးမပါတဲ့အိမ်မက်လေးတစ်ခုအတွက်ဗျံမရာအမိန်တွေချမှတ်နေကြောင်းပြောလိုက်တာမင်းကြီးကိုလောင်ပြောင်နေခဲ့ကြပါလေဒါကြောင့်မလို့မင်းကြီးကကိုထုတ်တဲ့အမိန်ကိုပြန်ရခဲ့တာလို့လည်းပြောလိုက်ပါတော့တယ် မင်းကြီးကလည်းညာတော့ကနန်းတော်တွေကိုဝင်လာပြီးတော့အားလုံးကိုဂရုံတုံးသွားတာဆုံးဝခုံးလာလို့မေးလိုက်ပါတော့တယ်။ဘာကျဲကဝူဟုံးကအစွမ်းအလွန်ထက်ကြောင်းနဲ့နန်းတော်တွေကိုခိုးဝင်ပြီးတော့ဂရုံတုံးတာလောက်ကတော့ပြောပါမနေလောက်ကြောင်းပြောလိုက်တာကြောင့်ဦးချင်းကလည်းထောက်ခံနေခဲ့ပါတယ်။ဒီတော့မှဘရင်ကြီးကဘာမဆိုင်ညာမဆိုင်ဆုံးဝခုံးတို့ဟာရဟန်းမြတ်တွေဖြစ်ကြောင်းပြောလိုက်ပါတော့တယ်။မင်းကြီးကသူ့ရဲ့အမအောင်ပြင်တော့မှဖြစ်ပြီးတော့နောက်နောက်ရဟန်းတော်တွေကိုမောင်းထုတ်မှမဟုတ်တော့ကြောင်းလည်းပြောလိုက်တာပါ။ အဲဒီမှာအားလုံးကယူသေးပေးနေကြတော့ထန်ဆန်းကိုတော့ကလည်းတက်တောင်းတက်တာနေဖို့တော့အားလုံးကိုမတ်တက်ပြန်ရက်နေပါလို့ပြောလိုက်ပါတယ်။ဇုံခုံကလည်းဒီလိုအထိပယ်မရှိတဲ့မိန့်တွေချနေသေးတယ်။ဒီလိုပြပေးခံမဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။မင်းကြီးကဝူခုံရဲ့ဆုံးမမူဝါမြင့်မြတ်လာကြောင်းနဲ့နန်းတော်တွေကလူတွေအားလုံးကရုံးနေဖြစ်နေကြတော့ကြီးမကောင်းပါဘူးလို့ပြောနေခဲ့တာပါ။ထန်ဆန်းကိုတော့ကဝူခုံရဲ့အစွမ်းကိုသုံးပြီးတော့သပင်းလေးပြန်ပောက်အောင်လှုပ်ပေးဖို့သူကတောင်းဆိုပေးလိုက်ပါတယ်။ဇုံခုံကလည်းသူတို့ကိုတော့ဖြင့်တစ်တာတွေထဲမှာအကြာကြီးပိတ်ထားတဲ့အတွက် ်ခုဒီချိန်ဟာသူတို့စိုးရင်ရမယ်အလဲသာဖြစ်ကြောင်းကိုပြောပြနေပါတယ်မိသားတွေအားလုံးကလည်းဝူခုံးရဲ့အစွမ်းကိုသုံးပြီးတော့မင်းကြီးနဲ့နန်းရင်းသူနန်းရင်းသားတွေကိုသဘင်ပြန်ပေါအောင်လုပ်ပေးဖို့တောင်းပန်ခဲ့လိုက်ပါတယ်စိုးခုံးကလည်းသူ့ရဲ့တကိုးနဲ့မင်းကြီးကိုသဘင်ပေါအောင်လုပ်ပေးလိုက်တဲ့အခါမိဖုရားကြီးကဆနန်းရင်းသားအားလုံးကသဘင်နဲ့ပြန်ပေါလာခဲ့တာကြောင့်အားလုံးပဲဝမ်းမြောက်ပျော်ရွှင်ခဲ့ရပါတော့တယ်မင်းကြီးကဂျေဇူးတင်ကြောင်းပြောလိုက်တဲ့အခါဇုံကုံကသူ့ကိုဂျေဇူးမတင်ဖို့နဲ့သူ့ဆရာထန်ဆန်းကိုတော်ကသာဂျေဇူးတင်လိုက်ဖို့ပြောနေခဲ့ပါတယ် နောက်တော့ဘရင်ကြီးနဲ့ထန်ဆန်းကိုတော်တို့ဟာပန်းချန်ထဲမှာလမ်းလျှောက်ကြရင်လည်းဆရာတော်တို့ဟာခီးတစ်လျှောက်မှာခက်ခဲရရင်ဆိုင်ခဲ့ရသလိုသူ့မှာလည်းတိုင်းအပြည်ယာနဲ့ပတ်သက်ပြီးတော့ခက်ခဲရရှိနေကြောင်းကိုပြောပြလာပါလေဘရင်ကြီးကဒီနေရာကနေမိုင်းတရာအကွာမှာရှင်သေးမိစ္ဆာတကောင်နေထိုင်ပြီးတော့သူ့ရဲ့တိုင်းပြည်ကိုအမြဲတမ်းဒုက္ခပေးနေတဲ့ကြောင်းရင်ဖွင့်လာခဲ့ပါလေသူတို့ကဒီလိုနဲ့ပန်းချန်ထဲမှာပဲစားတောက်ပွဲကျင်းပကြပြီးတော့ဘရင်ကြီးကသူသားသုံးယောက်ကိုတပည့်ဖြစ်နေလက်ခံပေးဖို့ပြောတဲ့ကဆရာတော်ထန်ဆန်းကဝူခုံးကိုမျက်စာပြစ်ပြလိုက်ပါလေ ။ဝူခုံးက3ယောက်မကလို့30 300ဆိုရင်လည်းလက်ခံနိုင်ကြောင်းပြောလိုက်တဲ့အခါဘာကျဲကသူနဲ့စားဥချင်းကလည်းတပည့်လိုချင်သေးတာကြောင့်တပည့်တွေကိုအကိုကြီးတယောက်တည်းသိမ်းကြုံယူမနေနဲ့လို့ပြောလိုက်ပါလေ။ဆရာတော်ကတော့သူ့ရဲ့တပည့်တွေမှာအစွမ်းနဲ့ကိုစီရှိချောင်းပြောပြီးတော့ပါကျဲကိုအစွမ်းပြခန်းလိုက်တာကြောင့်ပါကျဲကသူ့ရဲ့ထွန်ကျစ်ကြီးနဲ့အတိုင်းအစွမ်းတွေကိုထုတ်ပြနေခဲ့သလိုဝူခုံးကစားဥချင်းကိုလည်းအစွမ်းပြခန်းလိုက်တာကြောင့်ဥချင်းကသူ့ရဲ့ဂေါ်ပြားစွမ်းကိုထုတ်ပြခဲ့ပါလေ။မင်းသားတွေကအလုံးမဲ့သဘောတွေခွေ့ကြပြီးတော့မင်းသားစစ်ပါက သူလက်နက်အထွန်ချစ်ဖြစ်တာကြောင့်ပါကျဲစီမာသူတပည့်ခံပြစီလို့ပြောနေသလိုတခြားတယောက်ကလည်းစားဦးချင်းကိုဆရာဖြစ်နဲ့လက်ခံလိုက်တဲ့တော့အကြီးဆုံးသားကတော့အော်တိုမက်တေဆုံးခုံရဲ့တပည့်ကြီးဖြစ်သွားခဲ့ပါတော့လေမင်းကြီးကတော့သူသားတွေကိုတပည့်ဖြစ်ခုလို့လက်ခံပေးတာကြောင့်ဦးခုံးတို့ကိုကျေးဇူးတင်နေသလိုသူကိုယ်သူလည်းဂုဏ်ယူမိပါကြောင်ဆရာတော်ထန်ဆန်းကိုလျှောက်ထားလိုက်ပါလေမင်းကြီးကလည်းမင်းသားတွေကိုတေကွန်းနဲ့ဂုဏ်မပြုဘူးလားလို့မေးတာကြောင့်မင်းသားသုံးပါးကလည်းဆရာတွေကိုတေရင်နဲ့ဂါရဝပြုလိုက်ပါတော့တယ် ။ဝူခုံးကဆရာတို့ကိုသူတို့မှလည်းတပည့်ကိုစီရနေဖြစ်ကြောင်းပြောခါဝမ်းသာပျော်ရွှင်နေပါတယ်။နောက်တော့ဝူခုံးကမင်းသားကြီးပါကျဲကမင်းသားလက်နဲ့ဇာအုပ်ချင်းကမင်းသားငယ်တို့အသီးသီးကိုတိုင်းတွင်တင်ပေးနေခဲ့ကြပါတယ်။ဘီအင်ကြီးကသူတို့ရဲ့သားတွေအတွက်ဆရာတော်ရဲ့တပည့်တွေကိုင်းတဲ့လက်နက်တွေနဲ့ပုံစံတူလက်နက်တွေကိုအလေးချိန်လျှော့ပြီးတော့လှုပ်ပေးခဲ့စေခြင်းကြောင့်ကိုရှောက်ထားလိုက်ပါတယ်။ဆရာတော်ကလည်းဟောင်းဟောင်းဟုတ်ပါပြီဟုတ်ပါပြီဆိုပြီးတော့အားနာပြီးတော့အချိန်ဆွဲမနေပဲမြန်မြန်သာလှုပ်ပေးတဲ့အကြောင်းကိုပြောပြလိုက်ပါတယ် ဒါနဲ့စုံကုန်းကနေဘက်မှာတိုင်းတည်ပြီးညဘက်မှာလက်နက်ပုံစံတူတွေမိတူကူးကြဖို့အကြံဖြစ်ပေါ်လို့လာခဲ့ပါတယ်။ဒီလိုနဲ့ညဘက်ရောက်တဲ့အခါမှာတော့သူတို့ကလက်နက်ပုံစံတူတွေထုလုံနေကြတော့မှမိုးသက်လေပြင်းမုန်တိုင်းညကြောက်လာခဲ့ပြီးတော့မိစာရောက်ရှိလို့လာခဲ့ပါတော့တယ်။မိစာအားလုံးကသတိမေ့သွားအောင်လှုပ်လိုက်ခါဝူခုံးတွေရဲ့လက်နက်တွေကိုခိုးယူသွားခဲ့တော့တာပါ။နောက်တစ်ခါမှာတော့မြေကွေးနှကောင်ကအရက်တောင်းရင်းနဲ့လမ်းလျှောက်လာပါတယ်။မြေကွေးငယ်ကအရန်ကိုမူးနေတာကြောင့်လမ်းလျှောက်နိုင်တော့ကြောင်းပြောလိုက်တဲ့အခါ အကြီးမြေခွေးကသူတို့ဟာဆရာသခင်ရဲ့ဂျေဆုနဲ့ငွေစားတွေရခဲ့ပြီးအခုလဲငွေတုံးတုံးနှစ်တုံးလောက်ဖြောင်းပြီးတော့သေဝယ်ကြဖို့ပြောလိုက်တဲ့အခါမှာတော့ညီငယ်ကသေဝယ်ပြီးမှဖိတ်စာသွားပို့ကြမယ်လို့ပြောနေခဲ့ပါတယ်။ဒါနဲ့ပဲမြေခွေးနှစ်ကောင်ကသေဆိုင်ရှာဖို့အတွက်လမ်းလျှောက်နေတဲ့ခီးစားလာခဲ့ကြပါတယ်။တဏျာရောက်မှတော့ဇုံကုံကသူတို့နှစ်ယောက်ကိုကြောက်ရွံ့ဖြစ်အောင်လှုပ်လိုက်ပြီးပါကျဲနဲ့စာအုပ်ချင်းကိုလှမ်းပြီးတော့ခေါ်လိုက်ပါတယ်။ဇုံကုံကပါကျဲကိုညီမြေခွေးရောင်ဆောင်မှုစေခန်းလိုက်တဲ့အခါပါကျဲကမြေခွေးရသူနဲ့အရက်တူပေမဲ့ဘိုက်ကမတူတာကြောင့် ဒီဘိုင်ကြီးဘယ်နဲ့လောက်ရမလဲလို့ဇုံခုံကိုသွားပြီးတော့မေးနေခဲ့ပါလေ။ဝူခုံကပါကျဲကိုယောပြောင်းမှသာပြောင်းလိုက်စမ်းပါကွာလို့ပြောလိုက်တာကြောင့်ပြောတော့ဖြစ်အလွယ်လေးလုံရင်ခတ်တယ်ဆိုပြီးတော့ပါကျဲကစူးစားကြည့်နေခဲ့ပါလေ။ပါကျဲကမျက်နာသာပြောင်းလို့ရပြီးတော့ဘိုင်ဟာအမှန်တကယ်ပြောင်းလို့မရတာကြောင့်ဝူခုံကကူညီကပြောင်းပေးလိုက်ပါလေ။ဝူခုံကစာအုပ်ချင်းကိုတော့ဘဲချောင်းသားပုံစံဖြင့်ပြောင်းခိုင်းလိုက်တာပါ။ပါကျဲကဇုံခုံလေးမြန်မြန်ပြောင်းလဲလိုက်ဖို့ပြောတဲ့အခါမှာဇုံခုံကခဏဆောင်းလို့ပြောလိုက်ပြီးတော့မြေခွေးကိုကြီးပုံစံပြောင်းလဲလိုက်ပါတော့တယ် ဒလုံးနဲ့သုံးအောင်သားအချင်းသေးဂူစီကိုထွက်လာခဲ့ကြပါလေချင်းသေးမိစားတော့ဂူထဲမှာဟိုဒီဒီရှောင်းနေတော့ချင်းသေးတပ်သားတယောက်ကမြေခွေးညီနောင်ကဘဲเจ้าသားတယောက်နဲ့အတူတူပြန်လာနေကြောင်းပြောလိုက်တာကြောင့်ချင်းသေးမိစားမြန်မြန်ဝင်ခဲ့ကြဖို့စေခိုင်းလိုက်ပါလေချင်းသေးမိစားကနာဝဝင်းရင်ဘိုးတော်နဲ့တွေးခဲ့လားလို့မေးတဲ့အခါမှာမြေခွေးညီနောင်ကတွေးခဲ့ပါကြောင်းနဲ့သူတို့ကိုအရင်ပြန်ခိုင်းလိုက်တာကြောင့်အရင်ပြန်လာနှင့်ခဲ့တာဖြစ်ကြောင်းကိုပြောပြလာခဲ့ပါလေညီမေခွေးကလည်းသူတို့ပေးလိုက်တဲ့ဖိတ်စာကိုဒေချာလေးလာဖတ်ရှုပြီးတော့လာပြန်အောင်လာခဲ့မယ်အကြောင်းကိုပြောကြားခဲ့ပါလေ ရှင်သိမ့်မိတ်စာကလာမဲတယ်လားလို့ပြောပြီးတော့ဟာဟာအော်ကြီးနေခဲ့ပါတော့တယ်။ဇောင်းချင်းတွေ့တဲ့အခါမှာတော့ရှင်သိမ့်မိတ်ကဒါဘသူလဲဟာလို့မေးလိုက်တဲ့အခါမြေခွေးကြီးကသူတို့အတွက်ဘဲတုပ်လာပို့တာကြောင့်လိုက်ပါလာခဲ့တာဖြစ်အကြောင်းကိုပြောပြနေခဲ့ပါတယ်။သူကဘာလို့လိုက်လာတာလဲလို့မေးလိုက်တဲ့အခါမြေခွေးကြီးက"သူကရှင်သိမ့်မိတ်ရဲ့ရဲနာကိုတွေ့ခြင်းမြင်ခြင်းနာကြောင့်လိုက်လာခဲ့ရတာဖြစ်အကြောင်းကိုပြောပြလိုက်ပါတယ်။ရှင်သိမ့်မိတ်ကတော့ဘာရဲနာမှမရှိကြောင်းနဲ့အတိတ်ပဲလည်းမရှိတာကြောင့်မောင်းထုတ်လိုက်ဖို့ပြောပြီးတော့စူနေခဲ့ပါတယ်။ ဂျင်းသိမိစာသူ့ရဲ့ရေနာယူဝါကြီးကရလာတာဖြစ်ပြီးတော့လူတိုင်းကိုအခုလိုရှောက်ပြနေလို့မရချောင်းလဲပြောနေခဲ့တာပါသူကလူစိမ့်ဘဲချောင်းသားကိုပြလိုက်တော့လဲဘာဖြစ်မှမဟုတ်လို့လဲလို့ပြောကရေနာရဲ့အစွမ်းကိုပြဖို့တောင်းဆိုလိုက်ပါလိဂျင်းသိကတော့စာအုပ်ချင်းကိုမောင်းထုတ်လိုက်ဖို့သာပြောနေခဲ့တာပါညောင်းတဲ့ခါမှာသူတို့၃ယောက်ဟာဂျင်းသိမိစာကူတဲ့ကိုဝင်ရောက်ရှာဖွေကြမှာယူဝါကြီးရဲ့ရေနာကိုတွေ့ရှိသွားခဲ့ကြပါလိအဲ့ချိန်မှာပဲရေနာထားတဲ့အခန်းတကားကပိတ်ကျသွားခဲ့တာကြောင့် ဘာအကျဲကတကားဖွင့်ပေးပြီးတော့ကြည်အောင်လို့ဇုံဝန်ခေါင်းကိုပြောနေခဲ့ပါလေသူတို့၃ယောက်လည်းကြောက်တကားကိုမဖွင့်ပြီးတော့လက်နဲ့ရေနာရီရှိရာကိုရောက်ရှိယူဆောင်တဲ့အခါမှာချင်းသိမ့်မိစာထိုင်ကွာမိကိုတွေထွက်လာခဲ့ပြီးတော့သူရဲ့လက်နက်တိုက်ကိုလူဝင်နေမှန်းတီးသွားခဲ့ပါလေအခုံးငွေတွေကြောင့်ဘာအကျဲဟာအသက်ရှူကြပြီးတော့မူးလဲလို့သွားခဲ့ပါလေဇုံဝန်ခေါင်းကတော့ခုံးငွေတွေအားလုံးကိုစုပ်ယူပြစ်လိုက်ပြီးဘာအကျဲနဲ့စာအုပ်ချင်းအသက်ကိုကယ်တင်လိုက်ခဲ့ပါလေလက်နက်တွေအားလုံးပြန်ရတဲ့အချိန်မှာပဲကြောက်ကူကြီးကပြိုကျလာခဲ့ပါလေ။ အပြင်ရောက်တဲ့အခါမှာတော့ခြင်းသိမ့်မိစာရောက်ရှိလာခဲ့ပြီးဝူခုံတို့ကိုစားတိမ်ပြီးတော့တိုက်ခိုက်ပါတော့တယ်ဝူခုံကလည်းသူ့ရဲ့တန်တုပ်ကိုထုတ်ပြီးတော့ခြင်းသိမ့်မိစာကိုရိုက်နှက်နေတော့တာပါခြင်းသိမ့်မိစာလည်းသူ့ရဲ့ကဘာကြီးချာချာလည်းဘုံလုံးလက်နက်တိုင်းနဲ့ပြန်ပြီးတော့တိုက်ခိုက်ပါတယ်နောက်ဆုံးမှာတော့ခြင်းသိမ့်မိစာထွက်ပြီးသွားပြီးဇုံခုံတို့ကခိုးခံတဲ့လက်နက်တွေကိုပြန်လှည့်ပြီးတော့ဆောင်းလာခဲ့ကြပါတယ်ဇုံခုံကဆရာတော်ကိုလက်နက်တွေပြန်လှည့်ရရှိလာပြီးဖြစ်ကြောင်းပြောပြီးတော့ခြင်းသိမ့်မိစာတောင်ဘက်ကိုထွက်ပြီးသွားတဲ့အကြောင်းကိုပြောပြလိုက်ပါတယ် မင်းကြီးကတော့တောင်ဘက်ကိုထွက်ပြေးသွားခဲ့တာဆိုရင်ဖြင့်ချင်းသိမ့်မိစာတဖန်ပြန်လဲရောက်လာပြီးတော့လက်စားချီလာနိုင်ကြောင်းကိုပြောပြလိုက်တာပါ။ဦးခုံကတော့ချင်းသိမ့်မိစာပြန်အောင်လာရင် तू ကနောက်တစ်ခါပြန်လာပြီးတော့ပြဿနာမရှာနိုင်အောင်လှုပ်ပေးလိုက်မှဖြစ်ကြောင်းကိုပြောပြခဲ့ပါလိမ့်။ချင်းသိမ့်မိစာသူ့ရဲ့ဂူကိုပြန်လာတဲ့ခါမှာတော့သူ့တပည့်တွေဟာသိဆုံးနေကြပြီးစခန်းကလည်းအတော်အသင့်ပျက်စီးနေခဲ့ဖြစ်ပါလိမ့်။ချင်းသိမ့်မိစာသူ့ဘိုးတော်ချင်းသိမ့်မိစာကြီးစီသွားပြီးတော့ကူညီတောင်းတဲ့ခါမှာဒါချင်းသိမ့်မိစာရဲ့အမှားသာဖြစ်ကြောင်း လွန်ခဲ့တဲ့နှစ်900ကကောင်းကင်ကိုဖျက်ဆီးခဲ့တဲ့နတ်တကိုးရှင်ဖြစ်ကြောင်းနဲ့အခုမှအနောက်ဘက်ကိုသွားပြီးတော့ထန်ဆန်းတဲ့တူတူကျန်းစာပြင်မှာဖြစ်တာကြောင့်သူ့ရဲ့လက်နက်တွေသွားယူမှတော့ဘလို့မှလွတ်ပေးမှာမဟုတ်ကြောင်းကိုပြောပြလိုက်ပါတယ်။ဂျင်းသေးမိစားဘိုးတော်မကူညင်ဘလို့လို့လက်စားချေရမှလဲလို့မေးနေခဲ့ပါတယ်။ဘိုးတော်ကဒါတော့သူကူညီနိုင်မှာမဟုတ်တာကြောင့်လက်စော်လိုက်ဖို့ပြောတာဖြစ်တယ်လို့သာပြောပြနေပါတယ်။ဘိုးတော်ကဂျင်းသေးမိစားကိုအသက်ခံမှဆိုးတဲ့အတွက်တားနေရတာဖြစ်တယ်လို့ပြောပြနေပါတယ်။ပြီးတဲ့ခါမှာတော့ဂျင်းသေးမိစားနဲ့ဝူခုံးတို့တပန်းပြန်ကျုံးကြပြီးတော့ ဝူခုံးလက်ချက်နဲ့ရေတဲကိုချင်းသိမိစာပတ်လက်ပြုတ်ကြပြီးတပည့်မြေခွေးတွေကတော့ဝူခုံးရဲ့တန်တုံနောက်လိုက်လက်ချက်နဲ့သေဆုံးခဲ့ရပါတယ်။တပတ်မှာတော့ဘီရင်ကြီးကလည်းဘုံကြီးထန်ဆန်းကိုပွဲခံတဲ့သေရေတိုက်နေခဲ့ပြီးမြက်ထန်ဆန်းကိုတော့သေတောက်ခွင့်မရှိကြောင်းနဲ့တောက်လဲမတောက်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ထန်ဆန်းကတပည့်ဖြစ်သူကအစားတောက်ပေးပါလိမ့်မယ်လို့ပြောပြီးတော့ဝူခုံးကိုတိုက်ခဲ့လိုက်ပါတယ်။ချင်းသိမိစာကတော့ဇုံအုံကုန်းတို့တိုက်ခိုက်ဖို့စွမ်းကုန်စူးစမ်းပြီးတော့မုံတိုင်းကိုဖန်ဆင်းကအားလုံးကိုဖန်ဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒန်ဆန်းကိုတော်တို့ကိုဖမ်းဆီးပြီးတဲ့နောက်မှာတော့ဂျင်းသိမ့်မိတ်စာကြီးကဒန်ဆန်းခမ ्या ဟိုကျုပ်ကဒုက္ခမပေးခြင်းပဲမယ်ခမ ्या ရဲ့တပည့်တော်စုဝန်ကုန်းကတော့တိတ်ကိုလွန်လွန်းနေကြုံမီဂျင်းသိမ့်မိတ်စာလေးတွက်သူ့ကိုဒီကိုများခေါ်ခြင်းလို့ခမ ्या တို့ကိုဖမ်းဆီးလိုက်တာပဲလို့ပြောနေခဲ့ပါလေတပတ်မှဘူခုံးကတော့ဂျင်းသိမ့်မိတ်စာလက်ကလွတ်မြောက်သွားပြီးတော့ကောင်းကင်ဘုံတက်ကအကူကြီးသွားတောင်းနေခဲ့ပါလေကောင်းကင်ဘုံကနတ်မင်းဝတ်တုတ်တပားကအဲ့ဂျင်းသိမ့်မိတ်စာဟာကောင်းကင်ဘုံကနေထွက်ပြေးသွားတယ် နာဝဘိုးတော်လိုအမည်ရတဲ့ချင်းသေးပြန်ဖြစ်ကြောင်းကိုပြောလိုက်ကဒီကိစ္စသူတောင်းဝန်ထားလို့ပြောနေတုံးပါလေဝူခုံးကပျောက်သွားခဲ့ပါလေပြီးတော့ဝူခုံးကအဲ့ဒီချင်းသေးပြန်ပိုင်ချင်းဖြစ်တဲ့ကောင်းကင်ဘုံနန်မင်းစီရောက်တဲ့အခါမှာအရှင်ရဲ့ချင်းသေးပြန်အောင်လို့မေးလိုက်တာကြောင့်နန်းတော်ထဲမှာရှိမှာပေါ့အထင်းတော်တောင်ရှိသေးတယ်လို့ပြန်ပြီးတော့ကောင်းကင်ဘုံနန်မင်းကဖြေကြပါလေဝူခုံးကအောက်ကဘာမှာရောက်ပြီးတော့ဒုက္ခပေးနေပြီဒါတောင်ဘိုးတော်မသိဘူးလားလို့ပြောလိုက်တာကြောင့်သူနဲ့တူတူလိုက်ကြည့်ဖို့ပြောလိုက်ပါလေကောင်းကင်ဘုံနန်မင်းကမဖြစ်နိုင်တာသူ့ရဲ့ချင်းသေးပြန်ဟာ နန်းတော်ထဲမှာပဲဖြစ်တာကြောင့်သူနဲ့လာကြည့်ဖို့ဝူခုံးကိုခေါ်ကနန်းတော်ထဲရောက်လာတဲ့ခါမှာတော့ပြတ်ထွက်နေတဲ့တန်ကျိုးကတွေ့ရပြီချင်းသေးဒိန်းဟာလည်းအိပ်ပျော်လို့နေခဲ့ပါတယ်။ဒါနဲ့ပဲဇုံခုံးကိုအဲ့ဒါဆိုရင်သူကိုယ်တိုင်လိုက်ပြီးတော့ဖမ်းပေးပါမယ်လို့တောင်းပန်နေပေမဲ့ဝူခုံးကဟင်းအဲ့လောက်နဲ့ဘယ်ရမလဲ။အရင်ချင်းသေးကိုသူ့ဆရာကိုကြောပေါ်တင်ပြီးတော့ပြန်ပို့ပေးမှချင်းနဲ့နိုင်မယ်လို့ပြောလိုက်တာကြောင့်ချင်းသေးမိစားဆရာတော်ထန်ဆန်းကိုကြောပေါ်တင်ကပြန်ပြီးတော့ပို့ပေးခဲ့ရပါတော့တယ်။အဲဒီမှာဘိုးတော်ကကောင်းငင်ကရောက်လာပြီးတော့ချင်းသေးပြန်လေး မူလာပုံစံပြန်ပြောင်းဆိုပြီးတော့ပြန်ပြီးသူ့ရဲ့နန်းတော်ကိုကောင်းကင်ဘုံခေါ်ပြီးတော့တက်သွားရင်းနဲ့ပဲဇုံခုံတို့အဖွဲကလည်းအဲ့ဒီအန်ဒီကနေလွတ်မြောက်ခါအနောက်ဘက်ကိုခီးဆက်လက်ထွက်ခွာချင်းဒီပိုင်းတွေကိုဒီနေရာမှာအဆုံးသတ်ထားခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့ရက်တင်ဆက်မှုကတလောက်ပါပဲခင်ဗျာ တော့အနောက်ရက်ကိုခီးသွားခြင်းမှတ်တမ်းကတော့ဝူခုံးနဲ့ဆရာတို့ရဲ့ခကြီးဟာဒေါ်လေးကိုနှီးဆလို့နေခဲ့ပါဆိုတော့နောက်နေ့မှာလဲအပိုင်းဆက်ရုပ်ဆက်ပြီးတော့တင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက် channel subscribe လုပ်ပြီးနောက်အခါလုံးနှိပ်ပြီးတော့စောင့်ကြည့်နိုင်ကြောင်းပါခင်ဗျဒီနေ့မှာစားကနေစုံဒီလိုက်ပါတ िश ူအားပေးခဲ့ကြတယ်ချိန်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီနဲ့မြောက်ချီသူပေါင်းသူတော်ကောင်းတို့အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါတယ်ခင်ဗျကျွန်တော်အန့်ခင်မှုပါ